မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကန်တော်ဝင်နီးပြားဖြစ်သူဖာဂူဆန်ကပရိသတ်သသိန်းဝင်ဆန်းနဲ့ပေါင်2ဘီလီယံကျွန်းတဲ့တိစောက်မဲ့အသင်းရဲ့အစီအစဉ်တွေမှာကောင်းမွန်တဲ့လုပ်ရဖြစ်တယ်လို့ထောက်ခံပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာမလာ၁၂ရက်နေ့ကပေါင်2ဘီလီယံအကုန်ကြခံပြီးတိစောက်မဲ့ကျွန်းတဲ့စီမံကိန်းကိုအတည်ပြုပြီးကျွန်းတဲ့ရဲ့ပုံစံဒီဇိုင်းကိုပါပြသခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကျွန်းတဲ့မှာတာဝါ၃ခုပါဝင်မှာဖြစ်ပြီးအဲ့ဒီကအသင်းမှာတစ်စိတ်မှာ တရဲနီကင်ထားတဲ့၃ခမင်းကိုပူစားပြုတဲ့အနေနဲ့ထည့်သွင်းထားခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါပြင်ကွင်းသစ်မှာမှန်တဲ့စတီရိုနဲ့တိဆောက်ထားတဲ့ထီးပုံစံမျက်နှာချက်လည်းပါဝင်မယ်လို့သိရပါဗျ။အဲဒီကွင်းသစ်သာတိဆောက်ပြီးခဲ့မယ်ဆိုပါကအင်္ဂလန်နိုင်ငံမှာအကြီးဆုံးနဲ့အကောင်းဆုံးကွင်းဖြစ်လာမယ်လို့ Manchester United ပူရဲပိုင်ရှင်စာဂျင်ရက်ကလစ်ကဆိုထားပါဗျ။ Manchester United အသင်းအနေနဲ့ကွင်းသစ်ကို Old Trafford ကွင်းဘေးမှာတိဆောက်မှာဖြစ်ပြီးအဲဒီကွင်းနဲ့ပတ်သက်လို့အသင်းပြိုင်သက်တွေကြောင့်ဝေဖန်မှုတွေရှိနေသလို ထောက်ခံမှုတွေလည်းရှိနေပါတယ်။အခုမန်ချက်စတာယူနိုက်တက်ကံတွင်နီးမြဖာဂူဆန်ကကွင်းသစ်စီမံကိန်းနဲ့ပတ်သက်ပြီးသူ့ရဲ့ထင်မြင်ချက်ကိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ဖာဂူဆန်ကမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အရာတိုင်းမှာအကောင်းဆုံးဖြစ်အောင်အမြဲတမ်းကြိုးစားနေတဲ့ပါတယ်။ကွင်းထဲမှာရောကွင်းပြင်မှာရောပေါ့။အဲ့ဒီတည်းမှာကျွန်တော်တို့ကစားနေတဲ့ဘောလုံးကွင်းလည်းပါတယ်။ Ultra Bowl ကပုဂ္ဂိုလ်ရေးရပြောမယ်ဆိုရင်ကျွန်တော်တို့အတွက်အရန်ကောင်းတဲ့အမှတ်ရစရာတွေနဲ့ပြည့်နေတဲ့နေရာပါ။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့အခုအခွင့်အရေးကိုဖမ်းဆုပ်ပြီးကွင်းသစ်တည်ဆောက်ဖို့တတ်သိရှိရပါမယ်။ဒါပေမဲ့အနာဂတ်အတွက်ဖြစ်ပြီ ကွင်းသစ်မှာတမိုင်းသစ်ထပ်ရေးနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ Manchester United အသင်းရဲ့ကွင်းသစ်ကိုဗီဒီယိုနာမည်ကျော်ပြီးသူက Norman Foster ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး၅နှစ်အတွင်းအပြီးတည်ဆောက်မယ်လို့မျှော်မှန်းနေတယ်လို့သိရပါတယ်။ပုံမှန်ဆိုရင်ကမ္ဘာအဆင့်ဘောလုံးကွင်းတစ်ကွင်းကိုတည်ဆောက်ရမှာ၁၀နှစ်ကြာလေးရှိပေမယ့် Manchester United အသင်းကစံချိန်တင်အမြန်နှုန်းနဲ့ကွင်းသစ်ကိုတည်ဆောက်ဖို့မျှော်လင့်နေတာလည်းဖြစ်ပါတယ်။